ရန်ကုန်ကရန်ကုန်ကတော့ကျွန်တော်တို့အခုနေပြည်တော်ကနေပြည်တော်ဆိုပေမဲ့လည်းတကယ်တော့တော်တော်များများကကျွန်တော်တို့ပြည်သူပြည်သားတော်တော်များများရန်ကုန်ကိုပဲဒီနိုင်ငံရဲ့မြို့တော်အနေနဲ့မြင်ကြပါတယ်။နေပေါင်းများစွာလည်းရန်ကုန်ကမြို့တော်ကြီးဖြစ်ခဲ့တာလို့အဲ့တော့အခုထိလည်းရန်ကုန်ကတော့ဘယ်လိုပဲပြပြစီးပွားရေးမြို့တော်လို့ပြောနေမှာပါဘူး။ကျွန်တော်လည်းတကယ်တော့ရန်ကုန်သူပါရန်ကုန်စစ်စစ်လို့ပြောအောင်ပါပေါ့နော်။ရန်ကုန်မှာမွေးပြီးတော့ရန်ကုန်မှာကြီးရကြီးလာတဲ့သူဆိုတော့အရန်ကုန်သူပါပဲ။ ပြောရင်ငယ်ကပြောရမလားအပြောရှိတယ်လေမော်မြန်ကအစာမန္တလေးရစကားရန်ကုန်ကအကျွားဆိုတာအကျွားလားအလုတ်ငယ်ကျွားပြန်ကောင်းမယ်လို့ချင်ပါတယ်ပဇက်နဲ့ကျွားတာမဟုတ်ခင်ဗျအလုတ်ငယ်ပြပြီးကြည့်ငါတို့ရန်ကုန်ကဒီလိုလုံနိုင်တယ်ဒီလိုအချင်းကြီးဟိုတောင်မှထိမ့်သိမ့်ပြီးတော့ကြော်သွားနိုင်တယ်ဆိုတာအဲ့လိုစိတ်ဓာတ်မျိုးဖြစ်စေချင်ပါတယ်